ဖခင်ဖြစ်သူအဲလီယက်နဲ့အဖော်မဲ့နေတဲ့သမီးလေးရစ်လေတို့ခီးသွားနေစဉ်လမ်းမပေါ်မှာဟျူဝါဆန်းကျဲတဲ့ယူနီကောင်းတကောင်ကိုကားနဲ့တိုက်မိပါတော့တယ်။ရစ်လေကအဲဒီတတဝါရဲ့တောက်ပေါက်နေတဲ့ဥချိုကိုထိလိုက်တာနဲ့ထူးဆန်းတဲ့ယူပါယုံနဲ့မြင်ရပေမဲ့ဖခင်ဖြစ်သူအဲလီယက်ကအဲဒီတတဝါကိုတပ်ပစ်လိုက်ပါတယ်။မစ္စတာအိုရယ်ရဲ့ခြံဝင်းထံမှာအစည်းအဝေးအတွာရောက်လာတဲ့အခါမှာတော့ရစ်လေကယူနီကောင်းရဲ့အပြာရောင်သွေးဟာသူမျက်နှာပေါ်ကအဖူအပိန်တွေကိုပျောက်ကင်းစေတယ်ဆိုတာကိုတွေ့ရှိသွားပါတယ်။ တည်သွားပြီဖြစ်တဲ့ယူနီကွန်ကကားနောက်ဖုံးထဲမှာယုတ်တိရပြန်အသက်ဝင်လာပြီးစူပူအော်ဟင်မှုတွေဖြစ်လာတယ်။နောက်ဆုံးမှာတော့လုံကြုံကြီးတယောက်ကတနပ်နဲ့ဖြစ်ပြီးထပ်မံတက်လိုက်ရပါတယ်။ဒီကနေမှဒီတရဝါမှာကုသနိုင်တဲ့မော်ဆွမ်းရှိတယ်ဆိုတာကိုသိလိုက်ရပါတယ်။ကွေလွန်ကန်ဒီဆေးကူမရတော့တဲ့မစ္စတာအိုဒဲလီမော်ဆွမ်းအင်ကိုရယူရန်ရည်ရွယ်ချက်ဖြင့်ယူနီကွန်ဤတွဲကိုကိုယ်တိုင်ထိုးသွင်းကူတာခဲ့သည်ထို့သူပြုလုပ်ပါကယူနီကွန်ဤလက်စားချေမှုကိုခံရမည်ဟုရစ်လေးဤပြင်းထန်စွာတတိပေးချက်ကိုလည်းလစ်လျူရှုခဲ့သည်အဲဒီနောက်အစွမ်းထက်တဲ့ယူနီကွန်တကောင်ကခြံဝင်းတွဲကိုဝင်ရောက်တိုက်ခိုက်ပြီးလူအချို့ကိုတတ်ပြစ်တယ် နောက်ပိုင်းမှာအရွေရောက်ပြီးသားယူနီကောင်းကောင်က၎င်းတို့၏စွမ်းအားကိုရယူရန်ကြိုးစားသောမစ္စတာအိုဒဲကိုချက်ချင်းတိုက်ခိုက်တပ်ဖြတ်လိုက်သည်။ဒဲလျက်တာရှက်ဖတ်ကလည်းခွန်အားရဟုတ်တရာယူနီကောင်းတွဲကို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 ထိုးတွင်းရာကနေအစွန်းထတ်သူတယောက်ဖြစ်လာတယ်။ဒါပေမဲ့နောက်ဆုံးတိုက်ခိုက်မှုမှာတော့ယူနီကောင်းအဖေရဲ့လက်ချက်နဲ့တေဆုံးသွားရပါတယ်။အဲလျက်ကယူနီကောင်းလျက်ချိုကိုခိုးယူပြီးအလို့ကိုဦးစားပေးခဲ့တဲ့အတွက်ရစ်လေးကိုတောင်းပန်တယ်။ ီးတော့ Ridley ကိုထွက်ပြေးဖို့အချိန်ရအောင်တိုက်ခိုက်နေတဲ့ Unicorn တွေကိုအာယုံလွှဲဖို့တမန်တကာပြေးဝင်သွားခဲ့ပြီးပြင်းထန်စွာထိုင်ရရခဲ့ပါတယ်။ Elliot ပြင်းထန်စွာတန်းရရပြီးနောက်မှာတော့အရွယ်ရောက်ပြီးသား Unicorn နှစ်ကောင်ကသူတို့ရဲ့ပေါင်းဆက်ထားတဲ့မော်စွမ်းအန်နဲ့သူတို့ရဲ့ကလေးရဲ့ပြက်နေတဲ့ချိုးကိုပြန်ကုသပေးတယ်။ပြီးနောက်တေလူနီးပါးဖြစ်နေတဲ့ Elliot ကိုပါပြန်လေအသက်သွင်းပေးပြီးမော်ကဘာရဲ့ယူပါယုံကို Ridley နဲ့အတူမြင်ခွင့်ပေးလိုက်ပါတယ်။ဇလန်းရဲ့အဆုံးတမ်းမှာတော့ပြုတ်ပြင်ပြောင်းလဲသွားပြီးဖြစ်တဲ့ အဲလီယက်နဲ့ရစ်လီတို့ကိုယူနီကိုနေကသူတို့ရဲ့စွမ်းအားတွေကိုအသုံးပြုပြီးရဲတွေရဲ့မျက်စိရှိကနေပျောက်ကွယ်သွားစေကဘေးကင်းရာကိုပို့ဆောင်ပေးလိုက်ပါတယ်